မင်္ဂလာပါသားတို့သမီးတို့ရေခြေကတော့ Grade 7မြန်မာစာကိုသင်ကြားပေးမယ့် Teacher Agree ဖြစ်ပါတယ်။အခုသင်ကြားပေးမယ့်သင်ခန်းစာကောင်းစဉ်လေးကတော့သင်ခန်းစာ30သုတရတနာဆုံးမစာတန်ပေါက်ကြပြဖြစ်ပါတယ်။ ဒီသုတရယနာဆုံးမစာကဗျာလေးဟာတန်ပေါက်ကဗျာအမျိုးအစားလေးဖြစ်ပါတယ်။တန်ပေါက်ဆိုရဲအဓိပ္ပာယ်လေးကတော့အတန်ကို ပေါက်ပေါက်ရောက်ရောက်ပေါ်လွင်အောင်ရွတ်ဖက်ရတဲ့လင်္ကာတိုအမျိုးအစားပဲဖြစ်ပါတယ်။ကဗျာအစတန်ပေါက်ကဆိုရဲဆိုယိုးလေးလည်းရှိတယ်ကွ။တန်ပေါက်ဟာလေးလုံးဆက်လင်္ကာဖွဲ့နည်းရဲ့အခြေခံပဲဖြစ်ပါတယ်။ကဗျာဖွဲ့နည်းတွေအမျိုးမျိုးရှိတဲ့အဲမှာမှာ ဒီတန်မောက်ကဗျာဖွဲ့နီလေးဟာအလွယ်ဆုံးဖြစ်ပါတယ်။တန်မောက်ကဗျာစံနီလေးမှာဆိုရင်တော့အစ၄လုံးအလယ်၃အစုံ၅ခုနှစ်တဲ့၄၃နှစ်ကာယံယူစနစ်ကိုအသုံးများတယ်ကွ။၄၃နှစ်ဆိုတာကတော့အစပိုက်မှာ၄လုံးအလယ်ပိုက်မှာ၃လုံးနောက်ဆုံးအချမှာတော့၅လုံးမြောက်သို့မဟုတ် ုနှလုံးမြောက်မှာရှိပါတယ်ကွယ်အစပိုက်လေးလုံးအနက်စတုထမြောက်နေရာ အလဲပိုက်သုံးလုံးအနက်တတရနေရာနောက်ဆုံးပိုက်ငါးလုံးသို့မဟုတ်ခုနှလုံးအနက်ဒုတိယနေရာတို့ကာယံညီရပါမယ်ဒါဆိုရင်တော့အခုဒီချေကဒီကြပြလေးကိုဖတ်ရင်းနဲ့ကြပြရဲ့အတိတ်ပဲလေးကို ရှင်းပြပေးမယ်အဲ့လိုမရှင်းပြခင်မှာ ဒီ share တို့ခက်စစ်လေးတွေကိုအရင်ဆုံးဖတ်ကြည့်ကြရအောင်เนาะတေကဲ့ရဲ့ရှုတ်ချပြောဆိုသည်နှစ်ကောအချီနီးဖြစ်သည်သုံးခြေစုတဦးကအခြားတဦးအပေါ်တွင်ပြုသောအကျိုးဆောင်မှုကောင်းကျိုးလေးကျော်သူတပါးချက်တာလွန်ပိုခဲ့သည် မိမိကိုချိုးအတွက် သူတပားကို မတရားအသုံးပြုသည်စီးပိုးသည်ငါချီမောချီချူးသည်ဂုံကျေးစုကိုထုတ်ဖော်ပြောဆိုသည်၆ဆရင်အမျိုးမျိုးအရေးအတွက်တို့ကိုရေးမှတ်ထားချက်ခုနှစ်စီးစိန်သုံးဆောင်ခန်းစားစရာရွှေငွေစသောပစ္စည်းဥစ္စာချမ်းသာမှုရှစ်တကား ကြံရီချမ်းရီစသည်တို့ကိုကြိုချက်ရာရယ်ခဲလူဆဲဆဲဆေးပစ်သည်အရေးကိုသဘောတိမ်နတ်နတ်နဲနဲစဉ်းစားသည် အလေးမရှိတဆဲတတ်သည်အဖြစ်ပြက်ကို မျက်မြင်တွေ့သူ စတိဟောက်အတွင်းတို့ခြိုက်ဝင်သည်စနစ်ဥစ္စာတအူးတယောက်ပိုင်ပစ္စည်းရွှေငွေရတနာပစ္စည်း ကဲဒါဆိုရင်တော့ဒီချေက အခုကြပြလေးနဲ့စုံလွန်ရင်အတိပယ်လေးကို တွဲဖက်ပြီးရှင်းပြပေးပါမယ်။တက်ပြီးပညာမလေလာ မကြမရှိပျောက်တတ်သည်။သာသမီတို့ရေသူ့ရဲ့အတိပယ်လေးကတော့သင်ယူတမြောက်ပြီးတဲ့ပညာရဲ့ကျွေကိုဆက်လက်မလေလာပဲခြားပါကအချိန်တိတ်မကြခင်မှာပဲတမြောက်ပြီးတော့ပညာများမေ့ပျောက်တတ်ပါရဲ့ကွယ်။ တွေးဆမချိန်သဘောတိမ်လူလိန်တွေ့၍မောက်တက်သည်ဒီစာကြောင်းလေးရဲ့အဓိပ္ပာယ်လေးကတော့အကြောင်းချင်းရာကိုတွေးတောချင်းချိန်မှုမပြုတ်ပဲသူတစ်ပါးပြောသည်ကိုအလွယ်တကူယုံမာကလူလိန်များနဲ့တွေ့ပြီးဘဝပြတ်တတ်ပါတယ်ကွယ်လူညစ်လူတေပေါင်းမိချေလွဲသွေကျေစုဖြောက်တတ်သည်တဲ့ဒီစာကြောင်းလေးရဲ့အဓိပ္ပာယ်ဟာဆိုရင်စိုးတွမ်းပေတည်နေတဲ့လူโซလူညာများနဲ့ ပေါင်းသိမိပါက မလွဲမသွေသူတပားရဲ့ဂျေဇူးကိုဖြောက်ဖြက်တတ်သူ ဖြစ်ပါလိမ့်မယ်ကိုင်ဂျေဇူးခြေပြေအကျင့်ညစ်မဖြစ်စည်းစိမ်ဟောက်တတ်သည်တဲ့ဒီစာကြောင်းလေးရဲ့အဓိပ္ပာယ်ကတော့သူတပားရဲ့ဂျေဇူးကို မေ့ဖြောင်းပြစ်ပါကမိမိမှရှိတဲ့စည်းစိမ်ရုပ်ရော့တတ်ပါရဲ့ကိုင်လူမိုက်တို့ကိုချီးမွမ်းဆို ကိုရောစိတ်ရောမြောက်တတ်သည်တဲ့ ီစာကြောင်းလေးရဲ့အသေးပဲလေးကတော့မချီးမွမ်းသင့်သည့်လူမိုက်တို့ကိုချီးမွမ်းမိပါက မစင်းစားတတ်တဲ့အတွက်မိမိကိုမိမိစိတ်လွတ်ကိုလွတ်အထင်ကြီးသွားတတ်ပါတယ်လို့အသေးပဲရပါရဲ့ကိုအထဲတမပြင်တကားယုံယောင်ဆောင်၍ရောတတ်သည်တဲ့ဒီစာကြောင်းလေးရဲ့အသေးပဲကတော့အတွင်းစိတ်ခါးသီးယုံညံ့ပြီး အပြေမန်းကတကားကဲ့သို့ ချိုယောင်ဆောင်အယုံသွင်းပြီးရောတတ်သူများလည်းရှိတယ်ဆိုရဲအဓိပ္ပာယ်လေးပဲဖြစ်ပါရဲ့ကိုယ်ယောတိုင်းယုံမှုမိုက်တဲ့သူလူလိမ်လူညစ်ကြောတတ်သည်တဲ့ဒီစာကြောင်းလေးရဲ့အဓိပ္ပာယ်ကတော့ဤကဲ့သို့ ချိုယောင်ဆောင်သည့်သူများပျော်တိုင်းယုံကြည်တတ်သူများသည် မိုက်မဲသူများဖြစ်၍ထိုသူများသည်လူလိန်လူညစ်များက မတရားအသုံးပြုခံရခြင်းစီးပိုးခြင်းများကို ခံရတတ်ပါလေကွယ်။တတ်သေးစရင်မရှိလျင်ပေးသွေးဥစ္စာကောတတ်သည်တဲ့။ဒီစာကြောင်းလေးရဲ့အဓိပ္ပာယ်ကတော့စီးပွားရှာတဲ့အခါမှာပစ္စည်းဥစ္စာတွေနဲ့ပတ်သက်ပြီးပေးသွင်းစရာရစရာတွေရှိရဆိုရင်တတ်သေးစရင်အထောက်ထားနဲ့မှတ်သားထားရပါမယ်။ အဲ့လိုမပြုတ်လို့ဘူးဆိုရင်တော့ပစ္စည်းဥစ္စာတွေဆုံးရှုံးတတ်ပါတယ်လို့အတိတ်ပဲရပါတယ်ကွယ်လူမိုက်ဆန်ဒလုံးမကြကြုံရခဲ့ရဲ့ပြောတတ်သည်တဲ့ဒီစာကြောင်းလေးရဲ့အတိတ်ပဲကတော့လူမိုက်များသည်သူတို့ရဲ့အလိုဆန္ဒတွေမပြည့်ဘူးဆိုရင်တော့တပတ်သားကိုကဲ့ရဲ့ပြစ်တင် ပြုတ်တတ်တယ်လို့အတိတ်ပဲရပါတယ်ကွယ်အတွင်းရေးရာတိလိုခါ မေတ္တာရှိအောင်နှောတတ်သည်တဲ့တဘာသူရဲ့အသွင်းရေးကိုတိလိုသူတွေဟာမေတ္တာရှိသလိုချစ်ခင်ရောင်ဆောင်ပြီးရောရင်းနှီးကျွမ်းဝင်ရန်ရောနှောပေါင်းတင်တတ်တယ်ဆိုရဲအဓိပ္ပာယ်လေးပဲဖြစ်ပါ रे ကွယ်သူတဘာကိုကဲ့ရဲ့လို့ကိုမာရန်သူပေါ်တတ်သည်တဲ့ဒီစာကြောင်းလေးရဲ့အဓိပ္ပာယ်ကတော့သူတဘာကို မလိုမုံချား ကဲ့ရဲ့ပြည်တင်တတ်သူမှာရန်သူပေါ်များတတ်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်ကွယ်။နောက်ဆုံးတစ်ချက်ကတော့ဥစ္စာမဲ့ညာစင်ရဲ့ညာနှစ်ပါးကိုစိတ်မောတတ်သည်တဲ့။စာချောင်းလေးရဲ့အဓိပ္ပာယ်လေးကတော့စူဆောင်းထားတဲ့စီးစိမ်ဥစ္စာတွေကင်းမဲ့တဲ့အခါမှာတော့စိတ်ရောကိုယ်ပါမောတတ်တယ်ဆိုရဲအဓိပ္ပာယ်လေးပဲဖြစ်ပါတယ်ကွယ်။တောက်သမီးတို့ရေ တီချေအခုဖက်ပြသွားတဲ့ကြပြလေးကိုတော့19ရာစုမှာညောင်မင်းသားဥပုံညာကရေးဖွဲ့ထားခြင်းဖြစ်ပါရဲ့ကိုဒီကြပြလေးရဲ့အဓိကအချက်ကလေးတွေကတော့ဤဆုံးမစာရင်ပညာနှင့်ပတ်သက်၍တက်မြောက်ပြီးသည့်ပညာများကိုမမေ့လျော့အောင် လေ့ကျင့်နေရမယ်လောကမှာပေါင်းသင်းဆက်ဆံတဲ့အခါမှာဆောင်းရံရှောင်းရံအချက်တွေစီးပွားရှာတဲ့အခါမှာတည်တည်ထားရမယ့်အချက်တွေနဲ့ဆုံးမထားခြင်းပဲဖြစ်ပါတယ် ဒါဆိုရင်တော့အခုတီချဲသင်ကြားပြသပေးခဲ့တဲ့သင်ငန်းစာ30တုတ္တရယနာဆုံးမစာတန်ပေါက်ကဗျာလေးကို သားတို့သမီးတို့အားလုံးနားလည်မယ်လို့တီချဲယုံကြည်မျှော်လင့်ပါတယ်။အခုတီချဲရဲ့သင်ငန်းစာလေးကိုဒီမှာနားပါမယ်နော်။နောက်စာသင်ချိန်လေးမှာ ပြန်တွေ့ကြရအောင်နော်။